အားလုံးမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းတဲ့ဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လိုပလန်တွေထားရှိအောင်လဲဈေးကွက် direction တွေကဘယ်လိုရှိနေလဲကျွန်တော်တို့ entry point တွေ target တွေကဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်နားလည်မယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့တသိန်း900တသိန်း1000ပေါ်ဒီကြားထဲမှာရှိနေတာတွေ့ရမှာဖြစ်တယ်ဒါရင်းနှီးထက်ဆိုင်တော့ totally တက်လာတဲ့အနေအထားမှာရှိရပါဘာ ကျွန်တော်တသိန်း9000တသိန်း8000ဆိုတော့ကျွန်တော်တို့ register ကို cross load ပြီးတော့မှ attack ကိုမှုဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။တခြား ETH, BNB, Solana, XRP, Doge, DRH, Avax, BCH, ADA, LTC, .INCP, NEAR, APT ဒီ coin တွေမှာလည်းကျွန်တော်တို့တော်တော် recovery ဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်။ဒါတက်လာတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်။ဆိုတော့လက်ရှိကျွန်တော်ပို့ပြီးတော့နားလည်လို့ရအောင်ကျွန်တော်ဒီ BTC ရဲ့ chart pattern တွေကိုတစ်ချက်လောက်နားလည်အောင်ပေါ့နော်။ဆိုတော့လက်ရှိကျွန်တော် BTC ရဲ့ four hour chart ကိုတစ်ချက်လောက်နားလည်ရမှာဆိုရင် အာကျွန်တော်ဒီမှာဒီကနေစပြီးတော့ daily ဖြစ်တာခဏလေးတော့အာ okay ဟောချတ်ကိုကျွန်တော်နားလည်မယ်ဆိုရင်ကျွန်တော်ဒီလို down trend ကိုရောက်ခဲ့ပြီးတော့မှာပေါ့နော်ဒါ higher lower low lower high အနေနဲ့ကျွန်တော် down trend ကိုရောက်ပြီးတော့မှာဒီကနေစပြီးတော့ကျွန်တော်ပြန်ပြီးတော့ recovery ဖြစ်လာတာပေါ့နော်အရင်တော့ကလည်းကျွန်တော်ဒီတိုင်းပဲပေါ့နော် lower low ဖြစ်ပြီးတော့မှာကျွန်တော်ပြန်ပြီးတော့ဒီကနေစပြီးတော့ recovery ဖြစ်လာတာပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်ဒီမှာ lower low အနေထားနဲ့ကျလာပြီးတော့မှာ တော်ဒီမှာ9500အောက်ကိုနည်းနည်းလေးရောက်ပြီးတော့ပြန်ပြီးတော့ recovery ဖြစ်လာတာပေါ့နော်။တဖြည်းဖြည်းနဲ့ကျွန်တော် apron back ကိုဟာဟာဟာလို့ပတ်တန်းလေးအနေနဲ့ follow လုပ်သွားတာ။ဆိုတော့အချိန်တုန်းကကျွန်တော်ဒီအာ7000အနေပြီးတော့7400တိမှာလဲကျွန်တော်ဒီ YouTube ယူဖို့ပြောထားခဲ့တာပေါ့နော်။ပြီးရင်တော့ကျွန်တော်ဒီဘက်9000အနေပြီးတော့9200ပေါ့နော်။ဒီဝင်းကျင်မှာရှိတော့လဲကျွန်တော်ဒီတစ်ခုယူထားဖို့ပြောခဲ့တယ်။ဆိုတော့အချိန်ကလေးကဒါအန်တီယူထားတဲ့သူတွေအနေနဲ့ဆိုတော့လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမယ်ပေါ့နော်။ ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့အတွက် antibody တွေ target တွေကဘယ်လိုရှိမလဲသွားရအောင်ပေါ့ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာပေါ့နော်အာဒါ3000 3000 4000ဆိုတဲ့ antibody မှာကျွန်တော်ဝယ်ထားတဲ့သူတွေအနေနဲ့ဆိုတော့လည်းရှိဆိုရင်လည်းဒါ profit ထဲမှာရှိမယ်တကယ်လို့ DNT ကိုလည်းကျွန်တော် miss လုပ်သွားပြီဆက်ပြီးတော့လည်းကျွန်တော်တို့အတွက် antibody တွေကဘာဘာဖြစ်မလဲဆိုတော့ကျွန်တော်ဒီ3500ကနေပြီးတော့3600ပေါ့နော်ဒီဝင်းကျင်မှာကျွန်တော်ပြန်ပြီးတော့ဖတ်ဆန်ဖြီတစ်ခုအနေနဲ့ယူလို့ရတယ်ပေါ့3500ကနေပြီးတော့3400 ဒီ jarre မှာကျွန်တော်ဒါ first and third small margin low leverage long back ကို use ထားလို့ရတယ်ပေါ့နော် pin တော့ကျွန်တော်ဟိုဘက် target တွေကိုပြောရမှာဆိုတော့ဒါအာလက်ရှိကျွန်တော်ပြောမှာဆိုရင်ဒါ3900တိ3800ပေါ့နော်ကျွန်တော် register breakout ဖြစ်သွားပြီပေါ့နော်ပြောမှာဆိုရင် cross ဖြစ်သွားပြီပေါ့ cross ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီ attack ကိုကောင်းကောင်းမှု move ဖြစ်မှာဆိုရင်တော့ကျွန်တော်အတွက်ဒါ minimum target ကိုပြောရမှာဆိုရင်3500 pin တော့ဟိုဘက်မှာ3200 pin ဟိုဘက်ကိုကျွန်တော်ဒါ3400နေပြီးတော့ဟိုဘက် target ကြီးကြီးလေးတွေပေါ့နော်ဒီ bull market အတွက် comment ထားကြလား3400 2300တောင်းတိကိုရှိရပေါ့ဆိုတော့အဲဒီ target တွေကိုလည်းကျွန်တော်တဖြည်းဖြည်းသွားဖို့ရှိရဒါမှမဟုတ်အခြေတစ်ခုတော့လိုရမယ်ပေါ့နော်ဆိုတော့လားဒါကတော့ကျွန်တော်ဒါ BTC ရဲ့ power chart အရာကျွန်တော်ဒါ anti point ဖြစ်မယ်ကျွန်တော်အတွက် target တွေဖြစ်မယ်ပေါ့ကျွန်တော် daily ကိုတစ်ချက်လောက်နားလဲအောင်ပေါ့နော် Okay daily ကကျွန်တော်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာ lower low lower high အနေနဲ့ကျွန်တော် down trend ကိုရောက်ခဲ့ပြီးတော့မှခုနကကျွန်တော်ပြောထားတဲ့အတိုင်း9500အောက်ကိုနည်းနည်းရောက်ပြီးတော့အဲဒီကနေစပြီးတော့ကျွန်တော်တို့ lower low lower high အနေနဲ့တော်တော်လေးတက်ခတ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ downside ကိုရောက်ခဲ့တယ် ရောက်ပြီးတော့မှအခုပြန်ပြီးတော့ကျွန်တော်ရီကာဘာရီဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်ဒါတသိန်းတသောင်းကိုဘက်ကိုပြန်ပြီးတော့ move ဖြစ်နေတယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ဒီတသိန်းအ9000တသိန်း8000ကို cross လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်ဒါကောင်းကောင်းမွန်မွန် move ဖြစ်ပြီးတော့မှကျွန်တော်ဒီတသိန်း9000တသိန်း8000ကိုကျွန်တော်အနေနဲ့ spot အနေနဲ့ပြန်ယူလို့ရမယ်ဆိုရင်တော့ဈေးကွက်မှာ recovery ဖြစ်ဖို့တော်တော်လေး chance များတယ်ပေါ့တကယ်လို့ကျွန်တော်ဒီကနေပြန်ပြီးတော့ down side ကိုရောက်လာခဲ့မယ်ဆိုရင်တော့ဈေးကွက်ကနည်းနည်းလေးပြန်ပြီးတော့အချိန်ကြာမဲ့အနေထားပေါ့နော် recovery လောက်ဖြစ်မဲ့ဒါမှအချိန်နည်းနည်းကြာမယ်ပေါ့ တကယ်လို့ကျွန်တော် down side ကိုရောက်မယ်ဆိုရင်တော့မှကျွန်တော်ဒီကျွန်တော်အရင်အခုရှင်းရင်းဆက် spot line တစ်ခုဖြစ်တဲ့9000ကနေပြီးတော့9000နဲ့ထောင်ပေါ့နော်အဲ့ဒါကိုကျွန်တော် retest လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနဒီတသိန်း9000ကတသိန်း9000တသိန်း6000ပေါ့နော်ဒီကြားထဲမှာအကြည့်ယူထားတဲ့သူတွေတသိန်း4000တသိန်း3000မှအကြည့်ယူထားတဲ့သူတွေအနေနဲ့ကြတော့ကျွန်တော်ဒါ DC လုံးမဲ့ point ဒါ9000ကနေပြီးတော့9000 2000အောက်ကိုရောက်မှကျွန်တော် DC လုံးမဲ့ပေါ့နော်တကယ်လို့ဈေးကွက်က9000ကနေပြီးတော့9000 2000အောက်ကိုရောက်မယ်ဆိုရင်တော့မှကျွန်တော်တို့ကဒါ ဘီအရက်စ်မဖြစ်ဘူးပေါ့ကျွန်တော်ဘူလစ်ပဲဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော် channel ကလည်း200 EMA အထက်မှာရှိရဲဒါ200 EMA ရဲ့အထက်မှာကျွန်တော် channel ရှိတဲ့အနေထားအတိုင်းအနေထားတိုင်းမှာပေါ့နော်ဒီကွက်ကကောင်းကောင်းမွန်မွန်အထက်ဘက်ကိုမူးဖြစ်သွားတာတွေ့ရတယ်ပေါ့ဒီမှာတွေ့ရတယ်လို့ပဲဟာရဟဟာလို့ပထန်လေးကိုကျွန်တော်ပြန်ပြီးတော့ဒီမှာပြန်တွေ့ရမယ်ဆိုတော့ဇေကွက်ကကျွန်တော်ဒီမှာဟာရဟဟာလို့အနေနဲ့အထက်ကိုတက်သွားဖို့ပို့ပြီးတော့လာလာရှိရပေါ့နော်အာဒီကနေစပြီးတော့လေဒီကဘာကြီးဖြစ်သွားနိုင်တယ်တကယ်လို့ကျွန်တော်ဒီအောက်ပြန်ပြီးတော့ အာတသိန်း9000တသိန်း8000ကို downside ကိုပြန်ရောက်မှဆိုတော့နည်းနည်းလေးဒီမှာဆိုတော့ downside ကိုပြန်ပြီးတော့ face လို့ရမယ်ဈေးကွက်ကခဏတစ်ပြုတ်ပြန်ပြီးတော့အချိန်ကြာနိုင်တဲ့အနေအထားရှိရပါတော့ဆိုတော့ဒီနားလေးကိုနည်းနည်းနားလည်းဖို့လိုအပ်တယ်ပေါ့တကယ်လို့ကျွန်တော်ဒီအားနေပြီးတော့တစ်ခါတည်းတစ်ခါပါလိဖြစ်သွားမယ်ဆိုရင်တော့ကျွန်တော် minimum target ဒီတသိန်း1500ဘုကမှာကျွန်တော်တို့တသိန်း2000ပြီးရင်တော့ bull market အတွက် comment ထားကြတဲ့ target ဒီဒါတသိန်း4000ကနေပြီးတော့2000ထိကိုကျွန်တော်ဒါ profit set လုပ်ထားလို့ရတယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော် မေးလို့ရပါတော့ဒါပို့ပြီးတော့ကြကြပြောင်းပြားနားလည်လို့ရအောင်ကျွန်တော်တို့ဒါ weekly chart ကိုလည်းတစ်ချက်လောက်ကြည့်စီအောင်ပေါ့ weekly ရကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီကနေစပြီးတော့ plan map ပါရှိကြတာပေါ့နော် har 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 လို့ pattern နေနဲ့ကျွန်တော်ဒီနားမှာလည်းဒီမှာတွေးတဲ့အတိုင်းပေါ့နော် same pattern လိုမျိုးကျွန်တော်ဒီမှာလည်း form ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီကနေစပြီးတော့လည်း recovery ဖြစ်ခဲ့တယ် recovery ဖြစ်ပြီးတော့ဒီ ठी ကိုကျွန်တော်ရောက်ပြီးတော့မှ now down side ကိုနည်းနည်းရောက်ခဲ့တယ်ပြန်ပြီးတော့လည်းကျွန်တော် recovery ဖြစ်သွားတယ်ပေါ့နော်ပြောမှဆိုရင်ဒီမှာ recovery ဖြစ်တဲ့ week တွေကမနေဘူးပေါ့နော်ဒါ အပတ်တိုင်းအပတ်တိုင်းလိုလိုကတက်နေတာပေါ့နော်ကျွန်တော်ဒါ၄၅၆ပတ်လောက်ရှိမှထင်တယ်ဇက်တိုက်တက်နေတာပေါ့ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ဒီမှာ recovery ကိုပဲပို့ပြီးတော့မျောတယ်ပေါ့နော်တကယ်လို့ down side ကိုရောက်မှဆိုရင်တော့မှကျွန်တော်ဒီ9000ကနေပြီးတော့9200ပေါ့ဒီမှာကျွန်တော် spot line ကြီးကိုကျွန်တော်ပြန်ပြီးတော့ရောက်လာနိုင်ရောက်နိုင်တယ်ပေါ့နော်ဒါ retest လောက်တဲ့အနေထားမျိုးဖြစ်နိုင်တယ်ပေါ့ဆိုတော့ကျွန်တော်ဒါ daily ရနားလဲဖို့လိုအပ်တာဟိုဒါကျွန်တော်ဒါ core wire ရနားလဲဖို့လိုအပ်တာရဲ့ကျွန်တော်ဒီ weekly ရနားလဲဖို့လိုအပ်တာကတော့ဒီကွက်ကလည်းရှိ ဒါပတ်တန်းနှမျိုးနဲ့သွားနေတယ်ပေါ့နော်ကျွန်တော်ဒီကနေစပြီးတော့ရီကာဗာရီဖြစ်သွားမှဆိုတော့အထက်ကိုခေါင်းခေါင်းမူမူဖြစ်မဲ့တကယ်လို့ကျွန်တော်ဒါ38000ပြပြီးတော့ break လုပ်ပြီးတော့ကျွန်တော် down side ကိုရောက်မှဆိုတော့9000ကနေပြီးတော့9000ထိလဲကျွန်တော်ရောက်နိုင်မှာပေါ့ဒါရောက်နိုင်မှာဆိုတော့လဲတိတိကျကျတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တကယ်လို့ရောက်နိုင်မှာအနေထားတစ်ခုလဲရှိရပေါ့နော်ကျွန်တော်ဒါအာတခါလေးကျတော့ကျွန်တော်ဒီ market က support line ကိုပြန်ပြီးတော့ retest လုပ်တာတို့ဘာလို့ရှိရပေါ့အဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော်ရောက်နိုင်မှာ ရောက်တဲ့အချိန်ကျတော့ကျွန်တော်တို့ဒီ CA point ကတော့9200အောက်ကိုရောက်မှာ9000အောက်ရောက်မှာကျွန်တော်တို့ DCA လုပ်မယ်ပေါ့ဆိုတော့လက်ရှိအနေအထားအရတော့ကျွန်တော်ပြောမယ်ဆိုရင်ဒါပထမ first one TU ချင်တဲ့သူတွေအနေနဲ့ small margin low leverage ဒါတသိန်း9000ဝန်းနေပြီးတော့တသိန်း6000ဒီကြားထဲမှာအကြည့်တစ်ခုယူထားလို့ရတယ်ပေါ့နော် target တွေအနေနဲ့ပြောမယ်ဆိုရင်တော့ဟိုဘက်ကိုကျွန်တော်တသိန်း15000တသိန်း2000ပြီးတော့ဟိုဘက်မှာရှိတဲ့ bull market တွေအတွက် comment ထားတဲ့ target တွေဖြစ်မှာပေါ့ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲ ဒါကျွန်တော်တို့နဲ့အတူတူထွက်ချင်တယ်ပေါ့နော်ကျွန်တော်တို့နဲ့ Facebook စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော် Telegram မှာ join ပြီးတော့မှကျွန်တော်တို့နဲ့အတူတူဒါ swing long trade ကိုကျွန်တော်တို့ trade တဲ့အတိုင်းဖိတ်ယူလို့ရတယ်ပေါ့ဟုတ်ကဲ့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်